တိန်နဲ့ပတ်သက်ပြီးတော့အမ်နည်းနည်းပါပါလေးပြောစရာလေးရှိလို့ပါဘာလို့လဲဆိုတော့အခုလောလောဆယ်မှာကျမတို့မှာ customer တွေအများကြီးရှိတဲ့အခါမှာတချို့ customer တွေကနိုင်ငံခြားလက်ရာကိုကြိုက်လို့သူတို့ကနိုင်ငံခြားမှာပဲခက်ပြီးပါမြန်မာပြည်လက်ရာမြန်မာပြည်မှာမခက်ချင်ဘူးအမ်နိုင်ငံခြားမှာအပ်ပြီးပါဆိုတဲ့ customer တွေလည်းရှိတယ်လို့တချို့ကတော့အမ်ရတယ်မြန်မာပြည်မှာခက်လည်းရတယ်ကိစ္စမရှိဘူးဆိုတာမျိုးလည်းရှိတယ်အဲ့တော့ customer တွေကိုကျမအမြဲတမ်းရှင်းပြပေးတာက နိုင်ငံเจ้าမှာကျွန်တော်တို့အပ်တဲ့ခါကြရင်လေမြန်မာပြည်ပဒိန်နဲ့သူကတူဟိုယူတဲ့ပုံစံချင်းမတူဘူးပေါ့လေနော်ယူတဲ့ပုံစံဘလို့မတူရတော့ဆိုတော့အာနိုင်ငံเจ้าမှာကကျွန်တော်တို့လေဘာချချက်ဆိုပြီးတော့တသက်ယူတာမြန်မာပြည်မှာဆိုရင်အယောတအယောလက်ခဆိုပြီးတော့တွဲပြီးတော့ယူလိုက်ရပါတော့ဥပမာလက်စုတကွင်းရောအယောလက်ခ၃ဘဲယူရဲဆိုပါဆိုသူ၃ဘဲပဲတွက်ပြီးတော့ယူလိုက်တာအဲ့ဒါမြန်မာပြည်ရဲ့ပုံစံပေါ့ အဲနိုင်ငံခြားမှာကျတော့ကျွန်တော်တို့ကလက်စွပ်တခွင်းအပ်လိုက်တယ်ဆိုလို့ရှိရင်သူကစိန်ပွင့်ရနဲ့လုံးမဲ့ဒီဇိုင်းပုံမှာမူတည်ပြီးတော့သူတို့ရဲ့ liver charges ကတက်တက်ယူတယ်ဥပမာ10သိန်းဆိုရင်10သိန်းထားပါတော့ပေါ့နော် လက်စွပ်တခွင်းကိုသူတို့10သိန်းယူရဆိုရင်မြန်မာငွေနဲ့တွက်လို့10သိန်းယူရဆိုရင်အဲ့ဒါကအမ်မြန်မာလိုပြန်လုံးလိုက်မယ်ဆိုလို့ရှိရင်နှစ်ပဲလေးယူလောက်ကြာတာပေါ့10သိန်းဆိုတာလေနှစ်ပဲလေးဒါပေမဲ့အာနှစ်ပဲလေးယူကဒီဘက်မှာအဲ့ဒါက ူကလေဘာချက်ချက်တက်တက်ပဲရှိသေးတယ်ခုနရော့သွားတဲ့အရောကကြတော့ percentage နဲ့တက်တက်ယူတယ်ဘလို့ယူတော့ဆိုတော့သူတို့က25%ရှိတယ်တချို့ brand ကကျွန်မလုပ်တဲ့ brand က3ခု4ခုလောက်ရှိတယ်တချို့ brand က25%ယူတယ်တချို့ brand က20%ယူတယ်အဲ20အောက်ကိုတော့မချဘူးပေါ့နော်ယူရယူကြတာအဲ့တော့ကျမတို့ကဥပမာဆိုပါစို့လက်စွပ်တကွင်းကို၄ပဲတင်တယ်ဆိုလို့ရှိရင်25%သူတို့ကအရော့အတွက်အဲ အဲ့ဒါကိုကြောက်သူတို့အင်္ဂလိပ်လိုဆိုရင် go wastage jet ပေါ့နော် wastage jet ကိုယူလိုက်တဲ့အခါမှာ4 gram အတင်မှာသူတို့က10 gram ယူတယ်အဲ့တော့ကျွန်တော်တို့က5 gram ပို့ပေးရတယ်10 gram ကမြန်မာငွေတစ်ဘဲနီးပါးရှိတယ်တစ်ဘဲပဲထားပါတော့နော်တစ်ဘဲဆိုတော့ဥမာကျွန်တော်တို့ခုလက်ရှိပေါက်စင်းနေဆိုရင်မြန်မာငွေ၄သိန်းထားပါတော့အဲ့ဒါပို့ပေးရတယ်အဲဒါပေမဲ့လက်ရကြတော့လေလက်ရကြတော့กว่าတာပေါ့လက်ရကနိုင်ငံသားမှလုပ်တဲ့လက်ရကသူတို့ကဟို finishing ပေါ့နော် finishing မှာအရန်ကောင်းတယ်ဆိုတာအဲကျမတို့မြန်မာလိုဆိုရင် polish နောက်ဆုံးမှာအချောတက် polish တိုက်တဲ့တိုက်တာလားဘတ်ဘတ်တိုက်တာလားအဲ့လိုမျိုးမှာတို့ကဒီမှာအရန်တက်ရက်တယ်စက်တီနဲ့လုပ်တယ်နောက်မီးတွေကလည်းတို့ရဲ့ဟို temperature နဲ့ချိန်ပြီးတော့လုပ်တဲ့အတွက်ကြောင့်မလို့ဒီမှာကပို့ပြီးတော့အဲ့ဝတ်လို့ရှင်အဲ့ဒါလေးကကျမတို့ online ပုံမှာဓာတ်ပုံတင်လိုက်ရှင်မသိတာဘူးဒါပေမဲ့ဝတ်လိုက်လို့ရှင်သိတာတယ်ဟာဝတ်လို့ကောင်းတာလေ comfortable ဖြစ်တာချင်းကမတူဘူးအဲအဲ့ဒါလေးဒီမှာ သူကခြားချက်စီပို့သွားတယ်အဲ့တော့ customer တချို့တွေကသူတို့အဲ့အတွက်ကိုအာဒီတော့မိုင်းပေါ့နော်သူတို့ပေးဖို့ဝင်မလေးဘူးရတယ်ပို့ယူရင်ယူစီလက်ရဟိုရေးရှင်မှာကောင်းကောင်းမွန်မွန်လက်ရလေးဝတ်ဖို့အရေးကြီးတယ်ဆိုပြီးတော့ နိုင်ငံခြားလက်ရာကိုပေးဝစ်ကြတာပေါ့တချို့ကြတော့လေအမနိုင်ငံတွက်ပေးပါအောင်လို့အဲတွက်ခိုင်းလိုက်လို့ရှိရင်ကိုကတွက်ပေးလိုက်တယ်ဆိုလို့ရှိရင်လေအမနိုင်ငံခြားမှာကဈေးများတယ်နော်မြန်မာပြည်ထဲဆရာလို့ရှိရင်ဈေးလေးနည်းနည်းပို့တယ်ဆိုတော့ဟုတ်တယ်ဈေးလေးနည်းနည်းပို့တယ်ခုနပြောသူတို့က charges တွေခွဲယူတာမို့လို့အဲဒါပေမဲ့သူတို့ရဲ့လက်ရာတွေကလည်းဝစ်လိုက်ရင်လို့ရှိရင်ရန်တိတာတယ် အဲကျမတို့ online ပေါ်မှာဓာတ်ပုံတွေတင်လိုက်တဲ့အခါကျရင်လူတွေကအဲလှလိုက်တာဒီဇိုင်းလေးကဘယ်သူပဲညာလို့ပြောကြပေမဲ့လေတကယ်တကယ်ဝတ်ကြည့်လိုက်လို့ရှင်တချို့ဒီဇိုင်းတွေကတချို့ဟာတွေကပေါ့နော်ဝတ်လိုက်လို့ရှင် comfortable မဖြစ်တာလည်းရှိတယ်အဲ့ဒါကျလက်ရမတည်သက်တာပေါ့နော်အဲ့တော့နိုင်ငံသားမှလုပ်တဲ့လက်ရတော်တော်များများကအာများသောအပြင်ကတော့60ရာခိုင်နှုန်းကတော့တော်တော်လေးအဆင်ပြေတယ်ဆိုတော့ခုနလက်ရမှာရမ်းကွာတယ်သူတို့သုံးတဲ့စက်တွေအဲသုံးထားတဲ့သူတို့ရဲ့ ဟို scale တွေပေါ့နော်အဲ့ပေါ်မှာ multi ပြီးတော့ဈေးလေးတွေနည်းနည်းပို့ပါတယ်မြန်မာပြည်နဲ့မြန်မာပြည်လက်ရပရင်လောက်တာနဲ့တော့မတူဘူးအဲ့နှစ်ခုမတူတာကိုကျွန်မရှင်းပြပေးတာပါ